နောက်တစ်ခုကဟိလိပတ္တပ။သီရိဆိုတာရှက်တာဆက်ဆုပ်တာပတ္တပဆိုတာကြောက်လန့်တာ။ရှက်တယ်ဆက်ဆုပ်တယ်ဆိုတာဘာကိုပြောတာတုံးဆိုရင်မဟုတ်တာလောက်အောင်ရှက်တယ်၊လိန်ပြောအောင်ရှက်တယ်၊မကောင်းတာလောက်အောင်ရှက်တယ်။လူရှိရှိမရှိရှိသူကရှက်တဲ့လူကရှက်တာဒီဟာ။သီရိဆိုတာကကိုယ့်ကိုရှက်တယ် ကိုယ်တိတ်ခါကိုယ်လုံအောင်ထိန်းတယ်မဟုတ်တာလောကမှာတိတ်ချက်တယ်မတော်တဆလိန်မိပြီးရင်အော်ငါလိန်ထားတာပါလားလိန်ထားတာပါလားလို့ရှက်လို့မဆုံးဘူးဟိရီဖြစ်နေလို့ရှိနော်ဟိရီမရှိတဲ့ပုဂ္ဂိုလ်ကတော့ရှက်ကိုမရှက်ဘူးလေညနေပြောင်တိုက်တယ်အဲ့ဒါကြတော့အဟိရိကလို့ခေါ်တယ်အကုသိုလ်ပဲဥဆောင်သွားတယ်ဟိရီဆိုတာရှက်တယ်ရှက်တယ်ဆိုတာကိုယ်ကုံကိုသိခါကိုထိန်းတာကိုပြောတာเนาะငါတို့လူကမဟုတ်တာမလုပ်ဘူး ကိုယ့်ရဲ့ကိုယ်သိခါကိုထိန်းနေဟောဟိရီကိုယ့်ရည်တွေးကိုကိုအားကိုးတယ်ဟိရီဥတ္တပဆိုတာမကောင်းတာလုပ်ဖို့ရအတွက်လန့်နေကြောက်တယ်သူကြတော့ဘာကိုထိန်းဘာကိုစိတ်တွေးပြီးတော့ထိန်းတာတုံးဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကသိမှသူကြောက်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ရှိမှမျက်နှာမပြရဲမှကြောက်တယ်အော်ငါဒါတွေလုပ်လို့ရှိရင် ငါအမေထိခိုက်မယ်အဖေထိခိုက်မယ်ငါမျိုးတွေထိခိုက်မယ်ငါပတ်ဝန်းကျင်ထိခိုက်မယ်ဟောသူကဒီလိုစဉ်းစားတာဟိရိကတော့ဒီလိုမဟုတ်ဘူးအိုးငါအရေးချင်းတွေထိခိုက်လိုက်မယ်ငါလူတော်လူကောင်းတယောက်ဖြစ်ခဲ့တဲ့နဲ့အကုသိုလ်တွေလုပ်ရင်ငါအကုန်ငါထိခိုက်လိုက်မယ်ဟိုဟာတော့မဟုတ်ငါပတ်ဝန်းကျင်ထိခိုက်လိုက်မယ်နှစ်ခုစလုံးဟာအတွေးချင်းသာကွာတယ်အကုသိုလ်ဟာရှောင်တာချင်းကြတူတူပဲတဲ့ဟိရိဝတ္တပါသိအရေးကြီးတယ်လို့ မြတ်စွာဘုရားကလောကပါလာတရားလို့ဟောတယ်ဣတိဩတ္တပတိတဲ့လူလောကကြီးကိုထိမ့်သိဆောက်ရှောက်ပေးထားတာလောကမှာဣတိဩတ္တပမရှိတော့ဘူးဆိုလို့ရှိရင်လူလောကကြီးဟာတရိစ္ဆာန်လောကကြီးနဲ့ရောထွေးသွားတော့မှာပဲတဲ့လူတွေဟာတရိစ္ဆာန်နဲ့အဆင့်တန်းမြင့်နေတာကိုမြတ်စွာဘုရားရဲ့အလိုအားဖြင့်ဣတိဩတ္တပကြောင့်ပြောတာဟုတ်ကဲ့လားလူတွေဟာလူတိုင်းက ဟိုအဆင်မြင်တယ်ကြီးမထင်နဲ့နော်ငားနဲ့ရေပြိုင်ကူးရင်ဘယ်သူရှုံးမထင်နော်လူတွေရှုံးတယ်ငှက်နဲ့ပြန်မဲ့ကောင်းငင်ပြန်မဲ့ဆိုရင် လူတတ်နိုင်ပါမလားတတ်နိုင်ပါလူတွေအများကြီးရှုံးတယ်ဆင်ကြီးနဲ့ရောပြိုင်ပြီးတော့အားစားညမဲ့ဆိုရင်ဘယ်သူရှုံးမလို့လူပဲရှုံးမှာပဲဆင်လောင်လဲအာမကောင်းနော် ဟိုတရိษံနေလောက်နဲ့အပြေးမတန်ဘူးငားတွေလောက်နဲ့ရေကူးမကူးနိုင်ဘူးရေကူးချန်ပီယံနေငားပဲပြိုင်ကူးနိုင်မလဲเนาะလူချင်းသာပြိုင်လို့ရငှက်တုပြီးတော့ကောင်းငင်လည်းပြန်လို့မရဘူးအေးစွန့်ဤတတိတွေကြီးလိုက်မယ်ဆိုလို့ရှိရင်လူရဲ့အမြင်ကလည်းပဲတိမ့်ကောင်ရဲ့ဂျိုးသိန်းရဲ့ဟိုရင်းရဲ့လင်းယုံငှက်ရဲ့မျက်လုံးတော့မဆူးရှာဘူး လင်းယုံဆိုတော့ဟိုမြင်ကြီးကကြည့်လို့ရှင်ဒီမျက်ကလေးတွေကြားထဲမှာမွေသွားနေတာတို့ကြွက်ကလေးတွေသွားတာတို့မြင်ရတယ်သူ့မျက်လုံးကလူမျက်လုံးနဲ့ตาတယ်မှန်ပါဘူးအဲ့တော့ဒီပြင်အတိုင်းတာတွေရဆိုရင်သူတို့ကပိုးตาအနံ့ခံဆိုရင်လူရဲ့နှကောင်းကပွဲစိတ်နှကောင်းလောက်တော့အဆင်မပြေဘူးเนาะသူတို့ကအကုန်သိတယ်ဘာထားထားရောက်လာပြီအဲ့တော့စိုင်းတတိချင်းပြိုင်ရမယ်ဟေးတာမန်တတိပြိုင်မယ်ဆိုရင် လူကတရိษံတွေကိုရှုံနေတာအများကြီးပဲစဉ်းစားကြည့်အဲ့တော့လူကသူတို့တဲ့တာရာတစ်ခုပါတော့ဆိုရင်အတိညာပဲအတိညာရှိသည့်အတွက်ကြောင့်တရိษံတွေအားလုံးပေါ်မှာလွှမ်းတက်သွားတယ်လောကီလူပြောရင်တော့ brain ပေါ်နေတာပေါ့အတိညာသားအဲ့ဒီတဲ့နောက်တစ်ခုတော်တာပါတော့ဆိုခုပြောတဲ့ဟိရိဩတ္တပါဟိရိဩတ္တပါရှိသည့်အတွက်ကြောင့်သူဟာ ဂုံတိတ်ခါအပြည့်ရှိနေတာဟိရိဩတပမရှိရင်ဂုံတိတ်ခါမဲ့တဲ့ပုံကိုဖြစ်သွားမယ်ဒါကြောင့်မို့မြတ်စွာဘုရားကလောကပါဠလူလောကကြီးကိုထိမ့်သိမ်းရှောက်ရှောက်နေတဲ့တရားတဲ့နောက်ပြီးတော့တုတ်ကလူတွေရဲ့ဒီဖြူစင်ကောင်းကျိုးချမ်းသာတွေရနိုင်ဖို့အတွက်ဖြူစင်စေတဲ့တရားလို့မြတ်စွာဘုရားဟောတယ်နောက်တစ်ခုကတော့ဒီဟိရိဩတပဆိုတာဟာဒေဝဓမ္မတရားလို့လည်းဟောတယ် ဒေဝဓမ္မဆိုတာနတ်တွေကတံပိုးထားတဲ့တရားပေါ့အလွန်တံပိုးထားတယ်နတ်လူဆိုတဲ့နေရာမှာဒေဝကို၃မျိုးရှိတယ်တပည့်အုပ်ချုပ်မင်းလုပ်တဲ့ပုံစံတွေကြတော့